拉吧，不牛、啊。啊啊 နိုဝင်ဘာလ၄ရက်နေ့မနေ့ပိုင်းရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ပထမအဦးဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ကပကူလသမဂ္ဂကဥဝဲမြင့်နဲ့တောင်အောင်ဆန်းစုကြည်တို့ကိုတရားဝင်အစိုးရကောင်းဆောင်စည်းမှဆက်လက်ထားရှိတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။ကပကူလသမဂ္ဂကသူတို့ရဲ့တရားဝင်နိုင်ငံရေးကောင်းဆောင်များစည်းမှဖမ်းဆီးထိန်းသိမ်းခံထားရတဲ့တမရဥဝဲမြင့်နဲ့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်တောင်အောင်ဆန်းစုကြည်တို့ကမြန်မာနိုင်ငံရဲ့တရားဝင်ကောင်းဆောင်တွေဖြစ်ဆက်လက်ဖော်ပြထားတာကိုတွေ့ရပါတယ်။ကူလသမဂ္ဂရဲ့နိုင်ငံတော် ကြီးကြီးများအစိုးရအဖွဲ့ကောင်းဆောင်များနဲ့နိုင်ငံခြားရေးဝန်ကြီးများဆိုင်ရာနောက်ဆုံးထုတ်ပြန်တဲ့အော်တိုဘားလ29ရက်နေ့ရည်စွဲပါစီရင်ဟာကမ္ဘာနိုင်ငံအသီးသီးရဲ့ပေးအစိုးရကိုကုလသမဂ္ဂကတရားဝင်အစိုးရအဖြစ်အတိအမှတ်ပြုတယ်ဆိုတဲ့အဓိကတန်တမာရေးရအညွှန်းကိန်းတစ်ခုဖြစ်ပါတယ်။အဲ့ဒီစီရင်ရဲ့စာမျက်နှာ30မှာမြန်မာနိုင်ငံအတွက်အခုလိုဖော်ပြထားတာပါ။ ကိုကိုကိုယာယီတမရအဖြစ်တမထားတဲ့အာနာသိစကောင်းဆောင်မဲအောင်လှရဲ့နာမည်နဲ့ယာထုကိုတည်စင်းမှာလုံးဝလုံးဝထေသွန်းဖော်ပြထားတာမရှိပါဘူးလက်ရှိ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ်ဥကြောမိုးထွန်းကိုထရှိထားပြီးတော့သူဟာဆက်အာနာသိပြီးနောက်ပိုင်းအမျိုးသားညီရွယ်ရဲ့အစိုးရ NUG ကိုသာထောက်ခံကြောင်း ကုလသမဂ္ဂမှာတရားဝင်ပြောကြားခဲ့ပါတယ်။ဒါအပြင်စက်ကော်မရှင်ကသူတို့ရဲ့အုပ်ချုပ်မှုကိုတရားဝင်ဖြစ်စေဖို့ရွေးကောက်ပွဲတစ်ခုကျင်းပဖို့ကြိုးပမ်းနေချိန်မှာကုလသမဂ္ဂရဲ့အကြီးအကဲကိုယ်တိုင်ကပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။မကြသေးခင်ကကွာလာလမ်ပူမြို့မှာပြုလုပ်တဲ့အာဆီယံထိပ်တီးအစည်းအဝေးမှာကုလသမဂ္ဂအသွင်ရေးမှူးချုပ်အန်တိုနီယိုကခုရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတလိမ့်မယ်လို့ဘယ်သူမှယုံကြည်မှာမဟုတ်ဘူးဆိုပြီးတော့တရားဝင်ပြောကြားခဲ့တာပါ။တစ်ဖက်မှာလည်း ကမ္ဘာကုလသမဂ္ဂနိုင်ငံရေးကောင်ဆောင်တဲ့အဖြစ်အတိအမှပြုထားတဲ့တမရဦးဝမ်းမြတ်တဲ့နိုင်ငံတော်ရဲ့အတိုင်းပိုင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ဟာစစ်ကော်မရှင်ရဲ့မတရားဆွေးဆုံမှုတွေနဲ့ထက်ရှည်ထောင်တာတွေချမှတ်ခံထားရစေဖြစ်ပါတယ်။ကုလသမဂ္ဂနဲ့အာဆီယံအထုကိုယ်စားလှယ်တို့ကဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဖို့အချိန်ချင်းတောင်းဆိုခဲ့ပေမဲ့စစ်ကော်မရှင်ကဒီနေ့အထိခွင့်ပြုထားတာမရှိဘူးလို့သိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ ပုဂ္ဂိုလ်မျိုးနဲ့အတွက်စက်ကြောင်းထိုးနေတဲ့စစ်တပ်ကကြေးရွာတွေကိုရန်တမ်းပြက်ခတ်ခြင်းကြောင့်ပြည်သူနှစ်ဦးတေဆုံသွားတဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်။မကွေတိုင်းပုဂ္ဂိုလ်မျိုးနဲ့အတွက်စက်ကြောင်းထိုးနေတဲ့အကြံဖက်စစ်တပ်ကကြေးရွာတွေကိုရန်တမ်းပြက်ခတ်ခြင်းကြောင့်ပြည်သူနှစ်ဦးတေဆုံပြီးတော့စစ်ကြောင်းကမြိုင်မျိုးနဲ့အတွက်ဆက်လက်ဝန်ရောက်လာ၍ပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်းဒေသအနေပြည်သူများကပြောပါတယ်။အော်တိုဘားလာပိုင်းကဆက်တင်ပြီးပုဂ္ဂိုလ်တပ်မတရားတင်မှထွက်လာတဲ့အကြံဖက်စစ်တပ်စစ်ကြောင်းဟာအင်အား၄၀၀ကျော်နဲ့ ကမ္မနဲ့မျက်ခြေသေးရရှိကြေးရွာတွေကိုဝင်ရောက်စီးနေနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ထိုစစ်တပ်ကကြေးရွာနယ်ပြည်သူတွေကိုလက်နက်ကြီးဖြင့်ပစ်ကတ်ခြင်းစစ်တပ်လေထိဖြင့်ပုံချေတိုက်ခတ်ခြင်းစစ်ကြောင်းဖျက်ဆီးသွားလာရာတခြားရှိပြည်သူတွေကိုဖမ်းဆီးခြင်းစစ်စစ်ရှင်းများလှုပ်ဆောင်တဲ့အပြင်ရေကောက်ပွင့်နယ်ပတ်သက်တဲ့အတင်းကျလက်မှတ်ရေးထိုးခိုင်းခြင်းများလှုပ်ဆောင်နေခြင်းဖြစ်ကြောင်းထို့ပြင်ပြည်သူပိုင်ပစ္စည်းတွေကိုစစ်ကြိုက်ခိုးယူဖျက်ဆီးခြင်းများလည်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။အော်တိုဘားလ26ရက်နေ့နဲ့24ရက်နေ့မှာ ကြံဖက်စက်တက်စစ်ကြောင်းဟာအယက်သားပြည်သူတွေရှိရနေရာတွေကိုလက်နက်ကြီးစက်တက်လေးကြီးတွေဖြင့်ပုံကြီးတိုက်ခိုက်ခြင်းကြောင့်ပြည်သူနှုတ်ဦးတေဆုံးခဲ့ပြီးတော့လေးဦးထိရိုက်တန်ရာရရှိခဲ့ကြောင်းသိရပါတယ်။ယနေ့နိုဝင်ဘာလ3ရက်နေ့မှာထိုအကြံဖက်စက်တက်စစ်ကြောင်းမှာအဲအားနေရာခန့်နဲ့မြိုင်မြို့နယ်တောင်ပိုင်းရှိ တွမ်းမပြူစောတိကျေးရွာကိုစတဲ့ဝမ်းရောက်လာတော့ကြောင်းအနည်းအနားရှိကျေးရွာများမှာပြည်သူတွေပေးလွက်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရှိရပါတယ်။စစ်ခွေးစစ်ကြောင်းကအယက်တားပြည်သူတွေရှိတဲ့နေရာတွေကိုလက်နက်ကြီးနဲ့ရန်ပြတဲ့စစ်တပ်လေထီတွေနဲ့ပုံကျေလို့ပြည်သူနေဦးတေဆုံးပြီးတော့ပြင်းထန်တန်ရာရသူတွေရှိပါတယ်။စစ်ခွေးစစ်ကြောင်းကအင်အားနေရာခန့်ကတော့ မြိုင်မျိုးနေသေးကိုဝန်သွားတယ်ဘလို့ဆက်လက်ထွက်ခွာမယ်ဆိုတာတော့မသိရသေးဘူးဆိုပေမဲ့ဒေတာပြည်သူတူကပြောပါတယ်ဒါကြောင့်ပြည်သူများအနေနဲ့အကြံဖက်ဆက်တက်ဆက်ကြောင်းနဲ့ပတ်သက်တဲ့သတိပေးချက်လေးချောင်းသတိပေးချက်များကိုစင်ဆက်မပြနားစွန်ပြီးတော့အန်ဒီကင်းစွာနေထိုင်ကြပါယံအညာမြေတပောင်းစုကအတိပေးနှိုးဆော်ထားကြောင်းတည်င်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တည်င်းကတော့မြေပြင်ဆင်းရွေမေးဆွေရနိုင်ပြည်ခိုင်ဖြိုးပါတီနဲ့ တော်တဲ့တခိုင်ရဲ့ပြီးသုံးလုံးပါတီတို့လူငှားခေါ်ပြီးတော့ကလိန်ကြတဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်။ရန်ကုန်မှာမြေပြင်ဆင်းရွက်မိတ်ဆွေစီယုံရေးလောက်ရမှာပြီးခိုင်ဖြိုးနဲ့ PPP ပါတီတို့ပိုက်ဆံပေး၍လူငှားခေါ်ကြကြောင်းသိရပါတယ်။ပြီးခိုင်ဖြိုးပါတီနဲ့ PPP ပါတီတို့ဟာမြေပြင်ဆင်းရွက်မိတ်ဆွေရ၌ပေသွေးမောင်သူစိုက်ကားနှင်းသူစသည့်အခြေခံလက်လုံလက်ဆက်သမားတွေကိုဝန်ရံခအဖြစ်ကြက်တပေါင်းခွဲမှ3000အထိပေး၍ခေါ်ယူနေကြောင်းရန်ကုန်လျှောက်ကဲ့ network RSN ကတရင်ထုတ်ပြန်ထားပါတယ်။ပါတီတွေမြေပြင်ဆင်းပြနေတော့လူအုပ်များနေရင်အဲ့ဒါပတ်စံနဲ့လိုက်ခေါ်တာပဲဗျ။ရွံ့ရန်ခတယောက်တထောင်ခွေးကနေ3000အထိရတယ်လို့ကြားပါရယ်ဗျာ။ကြံဖွက်ကအများဆုံးတုံးနေတာတွေ့ရပါရယ်ဗျာ။ဆိုပေမဲ့ RSN တာဝန်ရှိသူကပြောပါရယ်။တာဂီတာမြို့နေမှာမူရဲမြို့နေမှာဝမ်ပြိုင်မဲ့ပြည်ခိုင်ပြုတ်အမတ်လောင်းတို့ကမေးဆွေစီယုံရေးလိုက်ခကျက်တထောင်ခွေးပေးမယ်ဆိုပြီးမှပေးသေးတမားတွေကိုခေါ်သွားပြီးတော့ငွေမပေးဟုတီးရကြောင်း တာဂီတာမြို့နေအနော်မာရက်ကွက်မှာနေတဲ့ပြည်သူတွေကပြောပါတယ်ကိုယ်တိုင်ခံရတာတော့မဟုတ်ဘူးပေးသွေးသမားတွေပြောလို့တီးရတာပတ်စံပေးမယ်ဆိုပြီးခေါ်ပြီးတော့ပြီးလဲပြီးရောဟိုလူပေးမလို့တီးသူပေးမလို့ ਨੇ တပြားမှမရဘူးကြံ့ဖွက်ဆိုတော့လေဆွေးစီခံရမှာကြောက်လို့အရင်မတောင်းရကြဘူးအခုလက်လက်ဆက်ဆက်ကိုဖြစ်တာဆိုမှ၎င်းကပြောပါတယ်တရားမူဝံပါတီတို့ရဲ့မြေပြင်ဆင်းမိတ်ဆွေမှုကိုပြည်သူတွေကလုံးဝစိတ်မဝင်စားကြကြောင်းလဲ၎င်းကဆိုပါတယ် RSN တာဝန်ရှိသူကလည်းပါတီတွေမြေပြင်မှာဆင်းပြနေတာတာမန်ပြည်သူတွေဘယ်သူမှစိတ်ဝင်စားမနေဘူးဗျာသူတို့ပြောရင်နားထောင်ပေးလိုက်တယ်ဆက်ရွက်လိုက်ဝေရင်ယူထားပေးလိုက်တယ်ဒါတော့ပါပဲဆိုမှပြောပါတယ်မြေပြင်ဆင်းရွေးမေးဆွေရမှာပြေခိုင်ဖြိုးဆိုရင်လုံခြုံရေးအတွက်စက်တက်ရေးနဲ့ပြူစောကြီးတို့ပါအကြောင်းသိရပါတယ် ်ပြေခိုင်ဖြိုးကောင်းဆောင်နေဆိုရင်အကောင်ကြီးလေပုံများလေတွေ့ရပါတယ်ပြီးသွုံးလုံးတို့တာဆာညာတို့လည်းပါတတ်တယ်အခြားပါတီတွေတတိပုဂ္ဂလပါတီတွေမှာတော့လုံခြုံရေးချပေးထားတာမျိုးတိတ်မကြပါဘူးဆိုပြီးမှ RSN တာဝန်ရှိသူကဆက်လက်ပြောဆိုပါတယ်တရားမဝင်ရွေးကောက်ပွဲအတွက်မင်းဆွေစည်းရုံးရဲ့ကာလကိုအောက်တိုဘာလ28ရက်မှဒီဇင်ဘာလ26ရက်အထိတရားမဝင်ရွေးကောက်ပွဲကော်မရှင်ကအခွင့်ပြုပေးထားတယ်လို့တင်ပြရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့ဝက်လက်မျိုးနေမှာစစ်တပ်ကမောက်ကတိရွာမှာပြည်သူလက်စေဥခန့်ကိုလူသားတိုင်းအဖြစ်ဖမ်းဆီးပြီးစစ်ကြောင်းထိုးနေအောင်လာမျိုးနေရှိပြန်တိရွာကိုစစ်တပ်ကမိရှုံမှုနေအိမ်၃လုံးပြကြတဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်။စကိုင်းတိုင်းဝက်လက်မျိုးနေမှာအကြံဖက်စစ်တပ်ကမောက်ကတိရွာမှာပြည်သူလက်စေဥခန့်ကိုလူသားတိုင်းအဖြစ်ဖမ်းဆီးပြီးစစ်ကြောင်းထိုးနေကြောင်းဝက်လက် information နဲ့ network မှာတာဝန်ရှိသူတို့ကပြောပါတယ်။ယနေ့နိုဝါဘာလ3ရက်နေ့မနေ့အစောပိုင်း6နာရီခန့်မှာရွာသားကြီးရွာမှာထွက်လာတဲ့အကြံဖက်စစ်တပ် ားတွေကမောက်ကတိရွာကိုဝန်ရောက်စီးနင်းပြီးတော့ပြည်သူလက်စေဦးခန့်ကိုလူသားတိုင်းအဖြစ်ဖမ်းဆီးကြောင်းသိရှိရပါတယ်။လက်ရှိအချိန်မှာအကြံဖက်စစ်တပ်စစ်ကြောင်းဟာဝက်လက်မြို့နယ်မောက်ကတိရွာမှာ၎င်းတို့ဖမ်းဆီးလာတဲ့ပြည်သူတွေကိုရှေ့မှတွားခိုင်းပြီးထေဦးကြီးကုန်းရွာကိုထပ်မံဝန်ရောက်စီးနင်းနေကြောင်းသိရပါတယ်။ စခွေးစကြောင်ကရွာသားကြီးရွာကနေထွက်လာပြီးတော့မောက်ခတိရွာကိုဝမ်းရောက်စီးနေပြီးပြည်သူလက်စေဦးကိုလူသားတိုင်းအဖြစ်ဖမ်းဆီးပြီးတော့ဒေဦးကြီးကုန်းရွာကိုထပ်မံဝမ်းရောက်စီးနေနေတယ်ဆိုပြီးမှ Wallet Information Network မှာတာဝန်ရှိသူကပြောဆိုပါတယ်။ဒါအပြင်မကွေတိုင်းအောင်လာမြို့နယ်ပြန်တီကျေးရွာကိုလည်းစစ်တပ်ကဝမ်းရောက်မိရှုဖြစ်စီခြင်းကြောင့်နေအိမ်73လုံးမိလောင်ပြကြခဲ့ကြောင်းဒေသခံပြည်သူတွေကပြောပါတယ်။နိုဝင်ဘာလ၁ရက်နေ့အောင်လာမြို့နယ်ရွှေပန်းတော်ရေစခန်းမှာအထိုင်ကျတပ်ဆွေထားတဲ့အကြံဖက်စစ်သားနဲ့ပြူစောတိများပူးပေါင်းထားတဲ့ စကြောင်းဟာအင်အားငှရှေခန်းနဲ့စကြောင်းထိုးလာပြီးတော့မကွေတိုင်းပဲခူးတိုင်းအဆက်ရှိပြန်ဒီကျေးရွာကိုဝင်ရောက်စီးနှင်းကနေစတဲ့လုံကိုမိဆိုဖြစ်စီကကြောင်းတည်ရပါတယ်စကွေးစကြောင်းကပြန်ဒီရွာကိုဝင်ရောက်စီးနှံပြီးတော့နေအိမ်တွေကိုမိရှို့သွားတာပါပြည်သူတွေကိုလည်းတော်လှန်ရေးထောက်ဖို့မလုပ်ဖို့ဆိုပြီးတော့ချင်းချောက်သွားတယ်ထောက်ဖို့လို့ရင်ရွာလုံးကျွတ်မိရှို့ပြီးတော့လေရင်နဲ့ပုံလာကျင်းမယ်လို့ချင်းချောက်သွားတယ်ဆိုပြီးမှဒေသခံပြည်သူတွေကပြောပါတယ်အဆိုပါဆက်တက်စကြောင်းဟာအော်တိုဘားလ30ရက်နေ့ကလည်း ပြန်ဒီကြရမှာ နေအိမ်တလုံးကိုလည်းမိရှုပ်ဖြစ်စီသွားတဲ့ကြောင်းသိရပါတယ်ခင်ဗျာ